တို့ဒီနေ့ကတော့ဒန်နီလေးပေါ့ဗျ။အဲဒန်နီလေးဘာဖြစ်တုံးဆိုတော့ဒီဒန်နီလေးကအဲဒါပေါ့ဗျာ။တမိုစတက်အဲဒီကောင်ကဘာဖြစ်သွားတော့ဆိုတော့ဒီထဲမှာကလုံးဝ coin လေးကအဲအဆင်မပြေတော့ဘူးဗျာလုံးဝအဆင်မပြေတော့အဲ့ဒီမှာလေအဲ့ကြတော့အဆင်မပြေတော့ဘူးအဆင်မပြေတော့တာဖြစ်တယ်ဗျာဒီကောင်လေးလဲတယ်ပေါ့ဗျာ ီကောင်လေးလဲပြီးတော့အသွင်ကောင်းညဆိုပြီးအသွင်ကောင်းတော့ရောကောင်းထိုးကောင်းလေးပေါ့ထိုးကောင်းလေးမကောင်းတော့လဲလိုက်တယ်လဲပြီးဒီကောင်ရဲ့ connection ကိုကျွန်တော် မျှဝေရမယ်ဆိုရင်ဒါဘယ်လိုလုပ်ဆိုတော့ဒီမှာနှငုပ်ပါအဲ့နှငုတ်ကိုကောင်းမကောင်းကျွန်တော်တို့ analog meter ဖြစ်ဖြစ် digital meter ဖြစ်ဖြစ်တခုခုလေးနဲ့တိုင်းလိုက်။ကြည့်ထားပါဦးကျွန်တော်တို့ LED meter လေးနဲ့တိုင်းလိုက်ပါ ပွိုင်ကောင်းမကောင်းစစ်ကြည့်ရပါဘူးအဲတော့ပွိုင်ကောင်းမကောင်းစစ်မယ်ဆိုကျွန်တော်တို့ညထုံးလန်တိုင်းမယ်ဒိုင်ဟိုစကေးမှာအမြောက်30ကိုထားလိုက်တယ်ဒီလိုအနေနဲ့အနက်တန်ကိုတို့ကြည့်လိုက်မယ် န်တက်တယ်ဒါဆိုကျွန်တော်တို့မီတာကတိုင်ခွက်ကကောင်းနေတယ်ဒါဆိုကျွန်တော်တို့ဒါလေးကိုတို့ကြည့်လိုက်မယ်တက်ခွက်တငုတ်ထောင်းမယ်ဒီခွက်တငုတ်ထောင်းမယ်တက်လာပေါ့ခော့ဒါဆိုဒီ coin ကောင်းတယ်ဒီ coin ကောင်းနေတဲ့ကာလပတ်လို့ကျွန်တော်တို့တွေကပြင်လို့ရတယ်ထားလိုက်ပါမယ်အဲတော့တော့ Okay ဒါပြင်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကြံတဲ့အပိုင်းကဘာပဲရှိလို့ဆိုဒီကောင်းပါကဒါမီလုံးဒီကောင်းကတော့အဲ AC မီးလုံးပါဗျာ AC မီးလုံးကကျွန်တော်တို့ဝင်လာတဲ့တစားစီကျွေးလိုက်အဲကြတော့ပြောလို့ line တစားညှိထွက်တဲ့ကကြိုက်တာကျွေးเนาะဘယ်ညာမရှိဘူးပေါ့ဗျာအဲကြတော့ line တစားညှိထွက်တဲ့ကကျွေးလိုက်ကျွေးလိုက်တယ်ဆိုရင်ဒီကောင်မီးလင်းလာမယ်အဲဒီကောင်တစားကိုဘယ်မှာ join လုံးဆိုတော့ဒီဘက်အစကို join လိုက်တယ်ပေါ့ဗျာအဲဒီကောင်နောက်တစားကိုဘယ်မှာ join လုံးဆိုတော့ဒီဘက်တစားကို join လိုက်ပေါ့ဗျာဒါအလွယ်ပေါ့ဒါနဲ့ကျွန်တော်တို့ဒီမှာကျတော့ရှုပ်နေမှာဆိုတော့ကျွန်တော်တို့ဒီဘက်မှာသွား join လိုက်တော့ဆိုတော့ခလုတ်မှာပဲသွား join လိုက်တယ် ဒါရရเนาะဒီနား join လဲရတယ်ဒီနား join လဲရတယ်ဒီချာမပါလဲရတယ်ဒါနဲ့ကျွန်တော်တို့တွေကဖြတ်လားမဖြတ်လားသိအောင်လို့ကျွန်တော်တို့ဒါမီးဒီလေးထည့်တယ်โอเคဒါဆိုဒီမီးနှစ်ကျိုးဖယ်လိုက်မီးနှစ်ကျိုးဖယ်လိုက်တယ်ဆိုကျွန်တော်တို့ဒီခဲတကယ်ကျန်မှာဒီကျိုးရယ်ဒီကျိုးရယ်ဒီကျိုးရယ်သုံးချောင်းပဲကျန်တော့သုံးချောင်းရတယ်ကဲလို့အဲ့ဒီကျိုးတွေလည်းလုံးလုံးဖယ်လိုက်ဗျာဒါဆိုကျွန်တော်တို့ဒီဘက်ကနေပြီးတော့အပေါက်ထိုးလိုက်ပြီးအဲ့ဒီကလာတယ်နှစ်ဆအဲ့ဒီနှစ်ဆလာမယ်ဘယ်လာမလဲဆိုတော့ဒီတငုတ်ဒီတငုတ်ဝင်လိုက်ဒါရ เนาะအဲ့ကြတော့ဒါရိုက်ကြီးဆိုတော့ဒီမှာပူးလိုက်တာဆိုတော့ short ဖြစ်မလားဆိုတော့ short မဖြစ်ဘာလို့ short မဖြစ်လဲဆိုတော့ဒီမှာကြီးกว่าရင်ပါတယ်အဲ့ဒီကြီးกว่าကြီးမှာ तू ကနေပြီးတော့ပူသွားလိမ့်မယ်ပူသွားပြီဆိုရင်အဲဒါကြီးရိုက်မှာပူလာပြီပူလာပြီဆိုရင်ဒီတက်ထူကြီးကိုအပူပေးလိုက်အပူပေးလိုက်ပြီဆိုရင်တက်ထူကပူပြီးကျွန်တော်တို့ကြောကြောလောလောချက်ချက်ပြုတ်ပြုတ်ရရပေါ့ကျွန်တော်တို့ဒယ်နီကအဲ့တော့မှကျွန်တော်တို့ရန်ပူပြီးတော့ save ဖြစ်အောင်လို့ဆိုပြီးတော့ဘာဆက်လုပ်တော့ဆိုတော့သူ့စီကိုဒါတိုင်းမလာတော့ဒီဖြူချိုးကြီးဒါတိုင်းမလာတော့ မလာတော့ဘဲနဲ့ဒီဂျိုးယိုပဲသွားလိုက်တော့ဆိုတော့ခလုတ်စီကိုသွားလိုက်တယ်။ဒါမို့စတက်ပေါ့လေ။အဲခလုတ်စီကိုသွားလိုက်တယ်။အဲ့ဒီခလုတ်စီရောက်ပြီဆိုတော့အဲ့ဒီခလုတ်ကနေပြီးတော့ဒါလိုက်တမ်းမလာဘဲနဲ့အဲ့ဒီခလုတ်မှာနောက်ကစားရတယ်ခွတ်။ခလုတ်နောက်ကစားထွက်တယ်။ထွက်ပြီးတော့ဒီပြန်လာတယ်။ဒီပြန်လာပြီးတော့ပြီးသွားတယ်။ဒါပဲ။အဲ့ဒီလာတဲ့အဆောက်ကိုဒီမှာပေါင်းကျွေးလိုက်။ဒါဆိုရတော့အဲ့တော့မှကျွန်တော်တို့တွေကဒီမှာကျွန်တော်တို့တစ်ချက်တတိထားမှာတော့ဒါဒီမှာကတော့ကျွန်တော်ကတော့ အဲအပူခံ wire ဂျိုးမရှိတော့လို့ပေါ့နော် customer ထဲကပါလာလဲအဆင်မပြေတော့လို့အဲ့ဒီဂျိုးအစားကိုကျွန်တော်တို့အိမ်မှာသုံးတဲ့အဲ wire ဂျိုးပဲသုံးလိုက်တယ်ပေါ့ဗျာဒါနဲ့ဒီဂျိုးကိုသုံးနေဆိုရင်ပြဿနာရှိလားဆိုရှိတယ်ပူလာရင်ဒီကောင်ကတ်သွားပြီဆိုရင်ဒီထဲနဲ့သွားကတ်ပြီဆိုဒီကောင်ကအရေးပြောပြီးတော့ဒီကောင်ကတကယ်လို့ကျွန်တော်တို့က line စားကိုဒီဘက်ကိုကတ်သွားတယ်ဆိုရင်လူကကရင်လူတက်လိုက်ပြီပေါ့အဲ့ကြောင့်လုံးလုံး safe ဖြစ်အောင်လို့ဒီကောင်ကိုလုံးလုံးအဝါ음 မိခံမိခံကျိုးလေးပေါ့ဗျာဒါလေးထည့်ပေးလိုက်တယ်ထည့်ပေးလိုက်တယ်ထည့်ပြီးပြန်လောလိုက်ဒါဆိုရင်ကျွန်တော်တို့ထိုးပြီးတော့စမ်းကြည့်အောင်အဲကြတော့ဒါလေးကတော့ပြန်ထည့်လိုက်တော့ဒါမိသီးလေးကသူ့အောင်မိသေးနေတာအဲကြတော့ဒါပါပဲအဓိကအဲကြဒီကောင်လေးကိုပြန်လုံးမယ်ပြန်လုံးမယ်ဆိုရင်ကျွန်တော်တို့ဒီပထမဆုံးအဲဘာလေးလုံးဆိုတော့ဒီအပြားလေးပေါ့ဗျာအဲကြကျွန်တော်တို့ကြိုးလေးရောတန်းနိုင်သလောက်တော့ กวาดออกเนาะทาบ่เนี่ยเนาะโจลี้ตัดแหน่ดแล้วกวาดออกทากูผ่องกูอ่ากูก็จํามานี่แหละအန်ရံဖြည့်ရလေအောင်ကိုအိမ်မှာတုံးရင်လည်းကိုရင်တုံးနေပြီလေအန်ရံဖြည့်ရလေအောင်ဒါလေးတော့တေချာစီဖြောင်းတော့လို့ပေါ့တချို့ဒဲဒီဂျိုးဒဲနီတွေမှာကျတော့ဘာတွေပါတတ်တုံးဆိုတော့အအဂျိုးတွေပါပါတတ်တယ်အဂျိုးဆိုတာတကယ်လို့အဲဓာတ်လိုက်တယ်ဆိုရင်လူကိုမလိုက်တော့ဘူး ဘယ်ကိုသွားတော့ဆိုတော့အဲအတူကနေဆင်းပြီးမြေကြီးထဲဆင်းသွားတယ်ဗျ။အဲနဲ့အခုနောက်ပိုင်းမြန်မာနိုင်ငံမှာတော်တော်များများကအကျိုးတွေမထည့်ရတော့ဘူး။အိမ်ဒီမှာပေါ့နော်။ကျွန်တော်တို့အိမ်မှာတော့အကျိုးပါတယ်။ဟိုရင်တော့အင်ဂျင်နီယာဆီနာပါပါလေးလုပ်ပြီးသွားတယ်အကျိုးပါတယ်။ဒါနဲ့အကျိုးပါတယ်ဆိုပေမဲ့လည်းကျွန်တော်တို့နောက်လာတဲ့ကျိုးတွေကဒီမှာနှစ်ချောင်းပဲဖြစ်တော့တယ်။နှစ်ချောင်းဖြစ်တတ်တဲ့အကျိုးမပါတော့ဗျ။အကြတော့လေအစင်မပြေးပြန်။အကြတော့ မြန်မာနိုင်ငံမှာနေတာတော့အကျိုးကတော့မသုံးတလောက်ကိုဖြစ်သွားပြီပေါ့ဗျာအဲကျွန်တော်တို့နောက်ထုတ်လို့လာတဲ့ spare part တွေကလည်းအကျိုးဆိုတာမထဲတော့โอเคဒါလေးကတော့အဲဖင်နယ်လေးပေါ့ဗျာဖင်နယ်လေးကိုအရင်ကြက် က်ဖက်လဲလို့ဒီကောင်ညက်သွားဒါကြောင့်ဘလူးလုံးမကြိုက်တော့အောင်ပဲအဲ့တော့ဒီကောင်လေးပြန်ရှော့လိုက်မယ်ဟမ် ာသာဆိုင်စားလေအေးတော့တိတော့ပေါက်ပြီးစားโอเคတခုပြီးသွားပြီအဲ့တော့ဒီကောင်လေး ့အဲဒါကတော့အဝနဲ့လေးပေါ့ခွာနဲ့လေးပေါ့ခွာနဲ့လေးမရှိရင်လည်းအဆင်ပြေလို့စားထုတ်ပေါ့ဗျာလောလောဆယ်ကတော့ customer လုံးကတော့ခွာနဲ့တွေပါလာတန်းနိုင်တော့ကတော့ကိုစီလာတဲ့အလုံးလေးကို အတက်နိုင်ဆုံးပစ္စည်းအင်္ဂါရလေးပြန်စုံအောင်ထားပြီးပေါ့အဲ့ဒါမှသူတို့လေးရလည်းသဘောကျတယ် နည်းနည်းအတက်မောင်းလို့လာမသိဘူးခဏလေးပဲဒါလေးကြက်လာအောင်လနဖနပြန်လုံလိုက်တာကိုသွားအဲ့တော့အစင်ပြေလေးဖြစ်သွားပြီ။အားကြောင့်ကျွန်တော်တို့ ကျွန်တော်တို့ဒီမှာတစ်ခါတည်းကောင်းမကောင်းပါခါဆက်စစ်လို့ရသေးတယ်ဟာတော့တစ်ဖက်တော့မကြိုက်ပါဘူးမပြန်ထဲတော့မနော်ကဲရောကျွန်တော်ဒါလေးကလုံးပြီးသွားပြီ။ဒါတော့ customer သူ့ဖောင်သူအရင်နဲ့ shop ဖြစ်ထားလို့မဲနေပုံရပါလေ။ဒါစီနဲ့ပြုတ်ရင်တော့ပျောက်အောင်။ ော့ကျွန်တော်ကခလုတ်ကိုဖွင့်လိုက်မယ်။ဒါလောလောဆယ်အလွတ်ဆန်းပါပေါ့ဗျာ။ခလုတ်ဖွင့်လိုက်မယ်ဒီမှာနှငုတ်ရှိတယ်။အဲ့ဒီနှငုတ်ကို on state တန်းမှာထောက်ကြည့်လိုက်မယ်။မီတာလက်တန်းတက်မတက်။ Okay ။တက်တယ်။ဒါဆိုရင်ပြီးပြီ။အဲ့ဒါဆိုရင်ပြီးပြီ။အဲ့ဒါဆိုရင်ကျွန်တော်တို့တွေက ACC ချက်လို့ပြုတ်လို့ရပါတယ်ဗျာ။ ဟိုခါလဲဆန်းလိုက်ခါလဲဆန်းပြီးကျွန်တော်တို့တွေကနည်းနည်းပြဿနာလေးပါလေးတက်တက်တယ်အဲတက်တက်တော့ကျွန်တော်တို့ပါလေးနဲ့ဆန်းမလို့ဆိုတော့အင်းဆက်ဆက်တက်ခါတက်စတာလေးနဲ့ထောင်းမှာပေါ့လေအဲ့တော့ခလုတ်ဖွင့်မယ်ဖွင့်မီလင်းနော်ကျွန်တော်ဆန်းကြည့်မယ် အဲဟောစင်မလင်းကျွန်တော်အဲ့ဒါမှာသေးချောင်လို့ပြောင်းပြန်ပြန်ထိုးကြည့်မယ်အဲမီမလင်းဒါလေးကဘာလို့ဆိုကျွန်တော်တို့ဒီဒီမှာ ground မကြောက်မဟုတ်ရင်လည်းခါရရင်ဒါကြီးတိုင်းကျင်းလာလို့ဓာတ်လိုက်တာလို့ဒါကြီးဖြစ်တတ်တယ်အဲ့ကြောင့်ကျွန်တော်တို့အောက်မှာ CG တွေပေးတာရှိတယ်ဒီအဖုံးအောင်မှာအဲ့ဒီ CG တွေကိုပြောင်းဆေးပေးတာဆိုရင်အဲတမ်းလိုက်တော့ပေါ့ဗျာ okay ဒီတိုင်းဆန်းရင်ကျွန်တော်တို့အဆင်မပြေဖြစ်နိုင်မယ် ရေလေးထည့်လိုက်အဲ့တော့ရေထည့်လိုက်မယ်အဲ့တော့ကျွန်တော်တို့တွေကအပူချင်းကိုဘယ်လောက်ထားမလို့ဆိုတော့လောလောဆယ်တကယ်တမ်းကတော့ဒါပိတ်ထားတာပေါ့နော်ပိတ်ထည့်ဆိုပေမဲ့သူကအဲအဝါမဖြစ်သေးဘူးနည်းနည်းပြတ်သေးဘူးဒါဘယ်လိုနေထားမလို့ကျွန်တော်ချက်ရင်းပြော်ရင်းနဲ့အပူချင်းတစ်ခုရောက်လာရင်သူကတက်ကနေအော်တိုပြတ်သွားမှာပေါ့လောလောဆယ်ကကျွန်တော်တို့ဒါပိတ်ထားတဲ့အနေထားတစ်ခုအဲ့တော့ ်ဒါလေးခဏစောင့်မယ်ပေါ့လေဒါကျွန်တော်တို့ချိန်တော့မယ်နေတာပေါ့ကျွန်တော်တို့တွေရတကယ်လို့ဒီရေမျိုးကပွက်လာတယ်ဘိုးဘိုးဘိုးဘွားနဲ့ဖြစ်နေတဲ့အချိန်မှာလုံးဝမီးကမှိတ်မသွားဘူးဆိုရင်ဒါဆိုရင်ကျွန်တော်တို့တွေအဲဒီကောင်လေးကိုဖြုတ်ပြီးတော့ ဒါလေးကိုဖြုတ်ပြီးတော့ဒီထဲမှာအဝါလေးရှိတယ်ပေါ့နော်နတ်လေးရှိတယ်ဒီထဲမှာနော်ကော်လေးကော်လေးပိတ်ထားတာဒီမှာအပေါက်လေးထဲမှာအဲ့ဒီအပေါက်လေးတွေကိုကြောက်လက်ပြသေးသေးလေးနဲ့ထိုးထိုးပြီးတော့အဲပွက်တဲ့အထိမှာဒီကောင်ကမဖြတ်သေးဘူးဆိုရင်ဒီကောင်လေးကိုညင်ညင်ထားကင်ထားလက်ကကတော့မကင်ထားကင်ထားပြီးကျွန်တော်တို့ကလက်လေးနဲ့တတားလေးလှည့်ပြီးအဲ့ဒီအဝါကြောက်လက်ပြလေးနဲ့အဲအဲ့လိုပေါ့နော်မဖြတ်ဘူးဆိုရင်တတားလေးလှည့်ပြီး လှည့်ပြီးရဆိုရင်အဲ့တိုင်းလေးကိုဒီတိုင်းပြန်ဆန်းပြန်ဆန်းလို့မှသူက မဖြတ်သေးဘူးမလားမဖြတ်သေးဆိုတော့တော်တော်လေးလှည့်ပြီးအဲဖြတ်ကနေပြတ်သွားပြီဆိုရင်တော့အဲရတယ်ဒါဆိုဒါဒါချိန်ကြီးပါဗျာအဲချိန်ရတဲ့ဟာလဲချိန်ရမယ်မချိန်ရတဲ့ဟာလဲမချိန်ရဘူးပေါ့လောလောဆယ်တော့ဒါကျွန်တော်ထက်တက်ထားလောက်ဟုတ် okay အပေါ်မှာရေကအပွက်သေးဘူးမပွက်သေးဘူးတိုင်းနဲ့ဖြတ်သွားတယ် ။ဒါဆိုရင် good ပေါ့ဗျာကောင်းတယ်ပေါ့နော်။အဲ့တော့မှကျွန်တော်တို့ကအော် tag ပြန်လင်းလာ။အဲ့ကြတော့ဒါပြောမစင်ဗျာအနေထားဒီတိုင်းပေါ့။အော်ကျွန်တော်တို့တွေကဒယ်နီမှာပြဿနာတက်တာတွေအားကြီးရှိတော့ဆိုတော့ဒယ်နီကနေ deadline တဲ့ပြဿနာရှိတယ်။အဲ့လိုမျိုးပြက်လိုက် deadline တဲ့ဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလို့ဆိုတော့ဒီရဖုံးကိုလှန်လိုက်ဖင်မာရှိတဲ့စီကြီးတွေပါတွေအကုန်ပြောင်းဆက်ပြနေစေ။ဆက်ပြန်နေစီစီကြိုက်တာနဲ့စီပြပြောင်းပြီးတာပြောင်းသွားပြီဆိုရင်အချောက်ခံပြီးမှပြန်တက်နော် ဒီမှာဟာရေလျှက်စိပစ္စည်းရေးဆေးတာပေါ့ရေးဆေးတာတော့ဒါလိုအဲ့လိုဆေးရတာပေါ့ဗျအဲ့လိုနဲ့ပြန်လုံဒါဆိုရင်ဒီဒဲကိုအဲကျွန်တော်ဓာတ်လိုက်တဲ့ဓာတ်မလိုက်လားစမ်းမယ်အနည်းလေးကျွန်တော်တစ်ချက်ပြောပြမယ်တကယ်လို့ကျွန်တော်တို့ကဒီကောင်ကဓာတ်လိုက်လားမလိုက်လားသိချင်တယ်သိချင်တယ်ဆိုရင်ဒီလိုလေးစမ်းကိုယ်ကိုယ်လေးနဲ့စမ်းဘာလို့လဲဆိုတော့ကျွန်တော်ကဓာတ်လိုက်ပြီဆိုရင် လက်ကကောင်းအကျော်ကြအန်ကိုယ်ကလမ်းကြီးတော့မကိုယ်ဘူးပဲတရားမှာ ဘောင်းကိုကိုးရတာဆိုသူကတော့အော်တိုပြန်ကွာသွားတယ်အဲ့လိုမှမဟုတ်ဘူးအဲကျွန်တော်တို့ဒီအိမ်ပေါ့ဒီကောင်ကဓာတ်လိုက်လားမလိုက်လားမသိဘူးဆိုဒီလိုသွားဆန်တယ်ဒါကတော့ဓာတ်မလိုက်လို့ကျွန်တော်ကရနော်သွားဆန်တယ်ဘောလို့ကဲဒါကြီးကိုကျွန်တော်တို့ကလက်ကြီးကအော်တိုဆုပ်တယ်ကျွန်တော်တို့ကဆုပ်တာမဟုတ်တော့သူ့ရဲ့အကျော်လေးကကိုးပြီးတော့ဆုပ်သွားအဲ့ဒီမှာဒါကြီးကိုကျွန်တော်တို့ကမလွတ်ဟိုကျွန်တော်တို့ကတော့လွတ်ချင်တယ်ပဲဒါရင်နဲ့အကျော်ကက်ပြီးတော့မလွတ်တော့မလွတ်တော့အမှသွားပြီလူကတော့ဒီထဲမှာရှိတဲ့သွေးတွေကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးလေတွေအကုန်လုံး 6ကတ်သွားပြီလူကလုံးဝအသက်မရှိတော့ပါပဲပြောင်းဆိုကွာသွားတယ်ပေါ့ဗျာအဲ့လိုနေတာဒါကကျွန်တော်တို့ဓာတ်လိုက်လာဓာတ်မိုက်လာစမ်းရင်ဒီတိုင်းလေးစမ်းတကယ်တမ်းကျွန်တော်ထုတ်ရတော့ thermo step ပြင်မလားဒါလေးတစ်ခုမှဈေးကွက်ထဲမှာ1000 2000 3000လောက်ရှိတာပါဒါကျွန်တော်တို့အတွက်အသက်အတွက်ကာဝါလေးတစ်ခုဖြစ်တာပေါ့နော်ဒါဆိုနေတာအဲ့ဆိုရင်ကျွန်တော်တို့ကအပူချိန်ကိုခလေလောက်တင်ကြီးလိုက်မယ်ညာလေးပါတယ်ပေါ့ဗျာညာလေးနဲ့ဒါဂိတ်ကုန်ပုံနော် ဒိတ်ကုံမူလာတဝက်အပူချိန်ပြောမှဆိုရင်125 125လဲ125လောက်ထားလိုက်125လဲဆိုသူကပွက်ကိုပွက်ရမယ်ပွက်ပြီးပြီဆိုရင်လုံးဝပြက်ကနေနဲ့ပြက်ရမယ်ဥပမာထားပါလို့လောလောလေးလုံးနဲ့အဲပိတ်ရမယ်အဲအဲ့လိုနေထားပေါ့အဲကြောင့်လောလောဆယ်ကျွန်တော်တို့အပူချိန်ရေမဲစုမှတ်ပေါ့ဗျာကျွန်တော်တို့ကလေးတွေငယ်ငယ်လေးတော့ရေရေစုမှတ်ပေါ့ရေစုမှတ်အပူချိန်တရားတွေကလေးဆက်စီရဲ့ အဲ့ဒီ100ဒီဂရီအဲကျွန်တော်တို့ငယ်ငယ်လေးတော့ဖတ်ခဲ့တော့100ဒီဂရီစင်တီဂရိတ်အဲနောက်ပိုင်းမှာအဲနည်းနည်းပေါ်ပါ level တွေမြင်လာတယ်မြင်လာတော့အဲဆက်စီရဆိုပြီးဖတ်ကြရပါလေအဲတော့100ဒီဂရီဆက်စီရသို့မဟုတ်100အဲ100ဒီဂရီစင်တီဂရိတ်မှာဆိုရင်ဒီနားလေးမှာထားရဆိုရင်လုံးဝရေရပွက်လာခိုင်းနေပွက်ပြီးတော့ဖြတ်နေမှာဆိုလို့125တော့ထားလိုက်အဲ့တူပွက်လာမပွက်လာတစ်ချက်ဆောင်ဒါနဲ့ကျွန်တော်တို့ဒီထဲမှာကရေထဲထားနည်းနည်းများလာဖြစ်တဲ့အတွက်နည်းနည်းလေးတော့ဆောင်အောင် အဲဒါပေမဲ့လည်းသူ့ရဲ့အနေထား quality အနေထားရောအဲတုံးထားတဲ့ကြိုးနေထားရောဘာညာပါလားဆိုတော့အဆင်ပြေတယ်ဆိုတော့ဝယ်ရမယ်ပေါ့ဗျအဲကြတော့ဒီလိုအနေထားထားတဲ့ချိန်မှာကျတခါလေး error ကြီးရမယ်ဆိုရင်ဒီလိုအနေထားထားတဲ့ချိန်မှာနောက်ဆုံးပြအကုန်ထားလိုက်ပြီဂိတ်ကုန်ဖွင့်ထားတယ်ရေရမပွက်သေးဘူးပြတ်ပြတ်ပြတ်နေရတယ်မိရပိတ်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 နေရဆိုရင်ဒါဆိုရင်ကျွန်တော်တို့တွေက ထပ်ပြီးတော့အဲတာမိုစတက်ကိုထပ်ပြီးတော့ထဲရခလုတ်ပိတ်ဖွင့်ကိုထပ်ပြီးတွန်းဖို့ဟိုပို့ပြီးတော့ညားဖို့လိုပြီဗျာအပူချိန်ကိုတကယ်တည်းကကျွန်တော်တို့ကဒီမှာဆိုအပူချိန်ကတူရေးထားပုံရဆိုရင်200ပေါ့နော်200ဒီဂရီဆက်စီရဆိုရင်ကျွန်တော်တို့ကခလုတ်ရတင်လိုက်တယ်200ဒီဂရီဆက်စီရတင်လိုက်တယ်ဒါဆိုရင်လုံးဝကျွန်တော်တို့ရေနွေးကြိုက်တဲ့လောက်ပွက်ဖြတ်เสียအကြောင်းမရှိတော့တကယ်လို့အဲ့လိုချိန်မှာကျွန်တော်တို့ပြတ်တယ်ဆိုရင်ဘာလုပ်ရမလို့ဆိုတော့ဒီထဲမှာတာမိုစတက်တာမိုစတက်ကကျွန်တော်တို့ကဒီမှာက 200ဒီဂရီဆက်စီယက်လို့ပြောတယ်ဆိုပေမဲ့ဒါနဲ့ကျွန်တော်တို့ရဲ့ထဲထဲမှာချိန်ထားတဲ့ level ကပွက်တဲ့ချိန်မှာပြတ်တယ်ဆိုရင်တေးကြတယ်သူကတရားအောက်ကိုယော့ကိုယော့နေအဲဆိုရင်ကျွန်တော်တို့ကဒီထဲထဲကခလုတ်ကိုတင်းပေးရတော့အဲကြရင်ဘာလုပ်မလို့ဆိုတော့ဒါလေးကိုဖြုတ်လိုက်ဆွဲဖြုတ်လိုက်ရအောင်ဒါလေးဆွဲဖြုတ်လိုက်ဒီထဲမှာအပေါက်လေးရှိတယ်ဆိုတော့ကျွန်တော်ပြပါဦးမယ်အပေါက်လေးတွေကိုကြောက်လက်ပြားလေးထိုးဒီမှာတက်စတာမတော်ဘူး test တာမတော့ဘူးအဲ့ကြတော့ကျွန်တော်တို့ကဘာလုံးဆိုတော့အဲစပုတ်တန်ပေါ့နော် space စပုတ်တန်လေးကိုထိတ်လေးကိုပြားလိုက်ပြားပြီးတော့ဒီကဲကိုလှက်ဒါမှမဟုတ်ကြောက်လက်ပြားတီးတီးလေးဝယ်လို့ရရင်လည်းဝယ်ပြီးတော့လှက်လှက်ပြီးဆိုရင်ကျွန်တော်တို့ကထားပါလို့ဒီကောင်အပူချိန်ထက်တင်နေတယ်ဆိုသူကကျတော့ပြောင်းမြန်ဒီကောင်ကရောဒီလိုလှဲ့သွားတာအပူချိန်တင်နေတယ်ဆိုဒါနဲ့ဒီကောင်ကအပူချိန်ကကျနေသေးတယ်200ဆိုရင်100တောင်မပြည့်တဲ့အနေထားမျိုးဆိုရင်ဒီထဲရဟာလေးကိုဒါလေးကိုငင်းငင်းကင်ထားဒါလေးကိုတတလေးဩပြောင်းမြန်ရေပြန်လှည့်ပြလိုက်ဒါဆိုရင်လုံးဝခွတ်သွားတယ် ဒါဆိုရင်လုံးဝပွတ်နေတယ်မပိတ်သေးဘူးပေါ့ဒါနဲ့ကျွန်တော်တို့ကခြံရင်းပြုတ်ရင်းနဲ့တရားကိုတည်မလားစူးလာပြီတရားကိုပွတ်နေဒါနဲ့ကျွန်တော်တို့ကခဏနားလိုက်ရှင်တယ်ဟောဒီမှာနော်ဟောအဲဒါတော့မှကျွန်တော်တို့တွေက အဲ100လောက်မှာယေစုမတ်100မှာဖြတ်တယ်အဲ့ကြတော့အဲ့တော့100မှာကျွန်တော်တို့တွေကဖြတ်တယ်အဲဖြတ်တယ်ဆိုတော့အခုထင်မှာပေါ့100 100မှာအပေါ်မှာကယေနွေးကအဲပွန့်နေတယ်အဲ့တော့မှကျွန်တော်တို့ရဲ့100အောက်ကိုနည်းနည်းလေးရှော့လိုက်โอเคမနော်အပူချိန်90ဒီအောက်40လောက်မှာဆိုရင်လုံးဝပြတ်သွားတယ် ဲ့တော့ကျွန်တော်တို့တွေကအဲ150လောက်ထားတယ်ဆိုရင်ဒါချက်ကြမယ်ပြုတ်ကြမယ်ပုံမှန်နေထားပေါ့ဖြည်းဖြည်းပဲသွားရင်လည်းဆိုဖြည်းဖြည်းပဲသွားပေါ့အဲ့လိုမှထပ်ဖြည်းခြင်းလည်းဆိုဖြည်းဖြည်းသွားပေါ့ထပ်ဖြည်းခြင်းလည်းဖြည်းဖြည်းသွားထပ်ဖြည်းခြင်းလည်းဖြည်းဖြည်းသွားနေထားပေါ့ဒါဆိုရင်တော့ဒီထဲနီယိုဒါကျွန်တော်တို့တွေက customer လက်ထက်ကိုစိတ်ချလက်ချအဲ့လိုရရင်အဲ့တော့ကျွန်တော်တို့လက်ထက်မှာရင်ဒမ်လိုက်လားဒမ်လိုက်လားစမ်းကြည့်ပါ ပြောင်းပြန်လှည့်ပြီးတော့စမ်းကြည့်ပါအဲ့ပြောင်းပြန်လှည့်ပြီးစမ်းကြည့်မယ်စမ်းကြည့်လို့အဲဒီမှာလဲ တမ်းမလိုက်တော့ဘူးအဲဒီမှာလဲအပူချိန်ချိန်တာတွေလဲကွတ်သွားပြီကွတ်သွားပြီဆိုရင်ဒါ customer လက်ထဲကို AACC ပြန်ပြီးတော့အလိုရသွားတယ်နောက်နောက်လဲကျွန်တော်တို့ဒီထက်ကောင်းတဲ့အဲဗီဒီယိုလေးတွေဒီထက်ကောင်းတဲ့ပစ္စည်းလေးတွေအဲပေါ့နော်အဲဂျုံနဲ့စုံတာလဲကျွန်တော်တို့ထပ်ပြီးတော့ညှောက်ပြီးတော့အလုံးကိုပါစီပါဗျာ